ปิลินะยะยะนะเมบลูกอรุปะติปะมีเลล่ะอีหังกะเปียวยะเลเกเกเกกะกะกะติกะมายเอไลซูตังกะตะตะกะตะธีมะธีมะนิพพานะตะนิพพานะตะติสโยติสโยโหตุปะยามุสีโตปะยามุสีอริยะตังกะรุอะอริยะตังกะ အရိယတန်ဃာတော်တို့အားအရိယတန်ဃာတော်တို့အားဒီမှန်၍ဒီမှန်၍နိဗ္ဗာန်အကျိုးငါနိဗ္ဗာန်အကျိုးငါလူရမသည်ရှင်ဗျာလူရမသည်ရှင်ကဲအစီဓမ္ပတိတန်တုံချံခိပ္ပံမြေသမေစီလူဝတ်တော်စင်းနဲ့တုံးတော်နဲ့ပြည့်စုံပါသည်ကဲကဲကဲဟုတ်ပြောညီလေးလည်းထဲ့သေးရင်နေတဲ့အေး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 ညီလေးနာမည်ဒူလေးလို့ညီလေးနာမည်အလီလီကောင်းပြီကမေဘေးရသူတို့ဘေးရသူတို့တော့ ရန်ကုန်မှာနေပါတယ်ခင်ဗျာဟုတ်ပြီဟုတ်ပြီအသက်ကမလောက်ရတက်လာတာကြာပြီဒီပေါ်အသက်ကမလောက်ရအသက်ဘယ်လောက်ရှိလဲလို့အသက်က59ခုနှစ်ရှိပြီဟုတ်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 ပြီနာမည်ဘယ်လိုခေါ်လဲဒီပိုင်းနာမည်တကယ်နာမည်တကယ်မနာမည်ကဒေါ်မအေးဟုတ်ဒေါ်မအေးဟောမုံမဲလားမောင်ကေရင်းနဲ့ဆက်ကေအသက်ရှိကျမ်းမချမ်းသာပါသည်အနည်းလေကင်းပါသည်ကိုလုံးထိုင်းနိုင်ငံသားဖြစ်နေပြီလို့လားထိုင်းနိုင်ငံသားဖြစ်သွား ပြန်လို့လဲအစီမပြေတော့ဘူးအေးဘော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 ပြီကဲလူနိုင်တနိုင်ကြီးဝချမ်းသာနိုင်တော့အကြောင်းတရားတော့ပြည့်စုံပါစေဦးဇင်ဒါလေး Facebook တင်လိုက်မယ်နော်ဟုတ်ကဲ့ပြေပါဗျာပြေစုံနေပြပါစေဗျာဟုတ်ပြီဟုတ်ပြီအခုကလှုပ်ဆင်းတဲ့အချိန်လေးတွေပေါ့ပြပါဗျာခုနှစ်နိုင်ခွဲလှုပ်ဆင်းရတော့ဩဟာလာခုနှစ်နိုင်ခွဲလှုပ်ဆင်းရမယ်အဲ့ဒါညီလေးနဲ့ဟလားသားသမီးကဘယ်နှယောက်တုန်းသားသမီးက၄ယောက်ရှိပါတယ်ခင်ဗျာအကောင်လုံးဒီထိုင်းနိုင်ငံမှာရောက်ကုန်ပြီအေးပါ အလုံးအမြန်မာနိုင်ငံသားတိုင်းနိုင်ငံလူမျိုးပေါ့တိုင်းနိုင်ငံတိုင်းနိုင်ငံသားမြန်မာလူမျိုးပေါ့ကောင်းပါပြီဒီမှာတော့ထိုင်းမှာတော့အဲကုနာလူလူလေတွေလည်းရှိတယ်လူလိန်တွေလည်းရှိတယ်ကုနာလူကာစီယာတောင်လိန်ခမ်းတယ်ကာစီယာတောင်လိန်ခမ်းကားကောက်ပူတောင်းနေအဲဒါကြောင့်သတိထားကြပါကျွမ်းကျင်တဲ့သူတွေနဲ့လာတာတောင်းအဲအလူဥစဉ်ကားဝတ်တင်ပြတာတောင်း ပြီးရမယ်ကားကဂရတ်လူကားမျိုးပေါ့သူဘုကာခေါ်ရတဲ့သူအဲ့ဒါမျိုးတွေချက်ချင်းဈေးတွေတင်းပြီးတော့တောင်းပါလေအဲ့ဒါသတိထားပါအပြင်လုံသမားတွေဆိုရင်လည်းယာမကြီးထက်ပြီးဖမ်းပါတယ်အဲသူတို့ကလည်းလူလယ်လုတဲ့ကောင်စကားပြောတယ်လို့ဆိုရင်ပြစ်ပတ်ပြီးတော့ဖမ်းတတ်တယ်လို့သိရပါတယ်ဒါကြောင့်မြန်မာနိုင်ငံလာမယ်ဆိုရင်ကိုကိုကိုယ်လည်းသတိထားပါအဲမတော်မတရားလုပ်တဲ့အဲအဲ့လိုလူတွေရှိတော့အဲသူတို့လက်ခလေးချင်တော့တော်တော်သဘောကျပါတယ်ထိုင်းနေရ ဒါလေးကိုလည်းအားလုံးသိထားဖို့လိုပါတယ်တို့လက်အုပ်ချီပြောရင်ရိုက်မဲ့အလုပ်တော့မရိုက်တော့ဘူးလို့သိရတယ်ဗမာတွေကတို့ပေါ့နိုင်ချင်းကတော့တို့လက်အုပ်ချီတောင်းပန်ကြိုက်တယ်လို့အားလုံးသိစေချင်လို့ဒီညာတော့အဲအမတ်တရားတောင်းပန်လိုက်တာဟိုရှင်းပြလိုက်တာပါအောက်ကနေလို့လူပြီမသေးဘူးဆိုတော့အောက်ကနေလို့လူပြီမသေးအောင်ကြိုးစားနိုင်ပါစေလို့ဆန္ဒပြုရင်းပြမြလိုက်ပါတယ်